ဒီအပင်လေးကတော့တရုတ်စည်းပွားတိုးကမုံလို့ခေါ်ရဲစီစီပလန့်ဆိုတာလေးပါသူကစည်းပွားဥစ္စာလက်လာပါးတွေကိုတိုးစေတယ်လို့ယုံကြည်မှုရှိကြပါတယ်အဲ့တော့စည်းဆိုင်တွေယုံခန်းတွေအလုတ်ယုံတွေမှာဒီစီစီပလန့်လေးတွေကိုထားကြပါတယ်စီစီပလန့်လေးတွေအညိုရောင်လေးတွေလည်းရှိပါတယ်တကယ်တော့သူတို့တွေကအာဖရိကကပင်မမျိုးရင်းဝင်အပင်လေးတွေဖြစ်ပါတယ် အကျန်းခံပြီးတော့နေရောင်ဓာတ်လည်းတော်တော်လေးတော့ခံနိုင်ရှိပါတယ်ဒီစီစီပလန်လေးတွေကိုလက်လာပါတိုးပွားစေဖို့စိုက်ပျိုးချင်တယ်ဆိုရင်တော့သူတို့တွေကိုကိုနေအိမ်နေရုံကန်းနေရဲ့အတွင်းမိုင်းနေမှာပဲဖြစ်ဖြစ်စပွဲကုန်လေးတွေပေါ်မှာပဲဖြစ်ဖြစ်အဲအဲ့လိုမျိုးထားလို့ထားပြီးစိုက်ပျိုးကြတယ်လည်းတွေ့ရပါတယ်တရုတ်တွေကတော့များတော့အပြင်တကားအဝင်အဝတွေမှာထားလို့မရှိပါဘူးလို့ပြောပါတယ်ရှင် ဘာဖြစ်လို့လဲဆိုတော့သူကအိမ်တကာဝါလို့ခြံတကာဝါအဆောက်အုံဝါမှာထားမယ်ဆိုရင်ငွေအဝင်ခြံတလို့ငွေအထွက်လည်းခြံနေအဲဆိုလိုတဲ့အဓိပ္ပာယ်ကတော့ပတ်စံနေသိပ်ပြီးတော့အကုန်ကြငွေကုန်ကြီးကြများတယ်ရှာတယ်လို့ထပ်ကုန်တာလည်းများတယ်ပေါ့လူမျိုးလူတွေကယုံကြည်ကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအပင်လေးတွေကိုအဲအိမ်ရဲ့အတွင်းမိုင်းလေးတွေမှာရှုံခန်းမှာစပွဲကုန်လေးတွေမှာထားကြတာကိုတွေ့ရပါတယ်ရှင်